တန်းတလာရာဒီပွားများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီသနှစ်လုံးစာအတွက်အလောက်ကိုင်းငွေချေးအချစ်ရေးကျမ်းမာရေးအပြင်ပညာရေးတို့ကိုပါဖော်ပြပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျကရကက်ယာဒီဘွာကင်ဆာများအတွက်2025ခုနှစ် ။အော်တိုဘာလတလားစာဟောစရန်ကိုကျွန်တော်ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ကျွန်တော်ပထမအဆုံးပြောပြပေးလိုတာကတော့အချစ်ရေးဖြစ်ပါတယ်။ဒီလအတွင်းချစ်ချင်းနှွေးထွေးခြင်းနဲ့တဟဇာတာဖြစ်ခြင်းခံစားချက်များပုံမအားကောင်းလာမှာဖြစ်ပြီးချစ်ရသူနဲ့ကောင်းမွန်သောကာလတစ်ခုကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်။အတိတ်ကပြဿနာများတို့မောမာနများကိုမိတိအကြောင်းအကြောင်းများကြီးဒီဖြစ်စေငယ်ဒီဖြစ်စေဆွဲမြဲမနေပါစေနဲ့အပြုတ်တော်ဆောင်သောအစွမ်းအင်ကလား အချင်းနဲ့ယုံကြည်မှုချစ်ချင်းမေတ္တာနဲ့ယဉ်ဤမှုတို့ကိုတိုးပွားစေနေမှာဖြစ်ပါတယ်အကယ်၍စိတ်ဆက်ထားသောဆက်ဆံရေးတွင်ရှိပါကဒီလိုအချင်းတွေတွင်မှာတော့တောက်ပတော့အနာဂတ်အတွက်မျောလင်းချက်ဖြင့်လင်းလက်စေနိုင်ပါတယ်ဤနည်းဤနောက်ပိုင်းကာလတွင်ချစ်ရသူနဲ့မျှတာတော့ချစ်ချင်းအချစ်ရင်းနဲ့ယဉ်ဤမှုတို့ကို ခံစားရနိုင်ွယ်ရှိပါတယ်ဆက်ဆံရေးကိုပုံမကောင်းမွန်စေမိပြောရှင်ပွဲစကားပြောဆိုမှုများရှိနိုင်ပါတယ်မိသားစုတွင်မင်္ဂလာရှိသောပွဲတစ်ခုလည်းရှိနိုင်ပါတယ်ချစ်ရသူဤခံစားချက်များကို ပုံမနားလည်နိုင်ပြီးတဦးနဲ့တဦးလိုအပ်ချက်များကိုပုံမတိရှိလာပါလိမ့်မယ်ဆက်လက်ပြီးကျမ်းမာရေးအကြောင်းပြောပြပေးပါမယ်ဒီလအတွင်းကျမ်းမာရေးနဲ့ကြံ့ခိုင်မှုအခြေအနေကောင်းမွန်နေနိုင်ပြီးကြီးမားသောယောဂဝေဒနာမရှိနိုင်ဟုခံမှန်းရပါတယ်တို့တော့လဲအလုံများလွန်ခြင်းကြောင့်ကျမ်းမာရေးကိုလစ်လူရှုမိနိုင်တယ်ကျမ်းမာကြံ့ခိုင်နေလိုပါကကျမ်းမာရေးအတွက်ပုံမှန်အချိန်ပေးခြင်းမပါအခြားယူချေစရာမရှိပါလားလေပိုင်းမှာတော့ကျမ်းမာရေးကအတင်းတင်းကောင်းနေမှာဖြစ်ပြီး ရေမတဆင့်ကူးဆက်တော်ယောဂများခံစားရနိုင်ခြင်းရှိပါတယ်။ယာရီဥတုဤတယောက်မှုအချို့ကြောင့်လေကိုလက်မအီမတာဖြစ်ခြင်းဖျားနာခြင်းများခံစားရနိုင်ပါတယ်။ထို့တော့မကြမီပင်နေထိုင်ရတတ်တာလာပါလိမ့်မယ်။ခုခံအားကောင်းခြင်းနဲ့ကိုခံအားစနစ်ကယခုလဤနောက်ဆုံးပိုင်းတွင်ကျမရေကိုထိန်းသိမ်းရန်ကူညီပေးပါလိမ့်မယ်။ဆက်လက်ပြီးငွေကြေးပဏာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးလိုပါရခင်ဗျာ။ဂျုံများဤတယောက်မှုကဗန္နာဤအချိုးမြတ်များကိုမျော်လင့်နိုင်ရန်ကူညီပေးပါလိမ့်မယ်။ အကျိုးမြတ်ရှိသောသဘောတူညီချက်များရရှိရန်အတွက်အားပေးထောက်ခံသောအခွင့်အလမ်းများကိုရရှိမှာဖြစ်ပါれ။ထို့သောလအလေပိုင်းမှာတော့ရှင်းရှင်းလင်းလင်းနဲ့ကြိုးကြောင်းစီလျော်စွာတွေးခေါ်နိုင်သည့်စွမ်းရည်ရော့နေလာဒီကိုတွေ့ရပါလိမ့်မယ်။ပတ်ဝန်းကျင်ရှိရှုပ်ထွေးသောအခြေအနေများကြောင့်ဖြစ်ပါれ။ဤလအလေပိုင်းတွင်အသေးစားငွေကြေးပြဿနာတစ်ခုကထိခိုက်စေနိုင်ပါれ။ထို့တော့လေပြဿနာများအပေါ်စိတ်ဖိစီးမှုများလွန်းအောင်မလုပ်ပါနဲ့။လကုံပိုင်းမှာတော့တဖြည်းဖြည်းတိုးတက်မှုများရှိလာမည်ဖြစ်ပြီးလဤနောက်ပိုင်းတစ်ဝက်မှာ ဂျူများရဲ့တက်ရောက်မှုကအလုတ်ကိုချောမွေ့စေပါလိမ့်မယ်။ငွေကြေးအရဈေးစဉ်ဥစ္စာဖန်လီးရန်အတွက်များစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။ဒို့တော့လေလကုံပိုင်းမှာတော့ကိစ္စတော်တော်များများကရှုပ်ထွေးနေပါလိမ့်မယ်။အခုတခါအတက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ရာဆောင်ရန်ရှောင်ရန်များကိုဆက်လက်ပြောပြပြီးတော့ပါမယ်ခင်ဗျာ။လအစမှာရှုပ်ထွေးမှုအချို့ကစိတ်မတက်မတာဖြစ်စေပါလိမ့်မယ်။ဒို့တော့လေထိုးရများကိုပြင်ဆင်ရန်နဲ့အရာရာကိုချောမွေ့စွာလေပတ်နိုင်ရန်အလွန်ကျွံစိတ်မပူပါနဲ့။ စီးပွားရေးလုပ်ငန်းရှင်များတွင်အရာအလုံးကြီးစနစ်တကျရှိတင့်ပြီးထို့မှသာပြည့်စုံသောရလဒ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။လိုအပ်သောပမာဏအတိုင်းညှိနှိုင်းဆောင်ရွက်မှုအားနည်းခြင်းတို့မဟုတ်ထဲ့တွင် အားထုတ်မှုမပြုတ်လောက်ပါကအရာရာနေကွေးသွားပါလိမ့်မယ်။အတိတ်ကလှုပ်ဆောင်ချက်တစ်ခုခုသည်ပြစ်ဆုတ်ပံတွင်လိုချင်သောရလဒ်ကိုမပေးနိုင်ပါကအတိတ်လှုပ်ဆောင်မှုများ၏ပုံမကောင်းမွန်သောဘာရှင်ဖြစ်သည့်လှုပ်ဆောင်ချက်ကိုပြစ်ဆုတ်ပံတွင်လှုပ်ဆောင်ပါ။ လူများနဲ့ပုံပုံတွေ့ဆုံပြီးလုပ်ငန်းကွင်ရက်ကိုချဲ့ထွင်ပါကအဆုံးတက်မှာတော့တင်းလျော်တော်ဂျူများကအကူအညီပေးပါလိမ့်မယ်။အခုနောက်ဆုံးကျွန်တော်ပြပြပြီးမှာကတော့ပညာရေးပိုင်းဆိုင်ရာအကြောင်းအရာများပဲဖြစ်ပါတယ်။တခါတရံရှုပ်ထွေးတော့ပါတယ်ရဲ့အချို့ကိုလွယ်လွယ်ကူကူနားမလည်နိုင်ပဲခက်ခဲနိုင်ပါတယ်။ဒါကြောင့်စာတင်ကန်ထဲမှာအထူးကယူပြုရန်လိုအပ်ပြီးအသေးစိတ်မှတ်စုများကိုရယူထားရပါမယ်။စာမွေးပွဲများတွင်ရမှတ်ကောင်းများရရှိနိုင်ရန်အတွက်တင်းဒီစူးစမ်းအထောက်ရန်လိုအပ်ပြီး အာယုံပြောင်းလဲမှုများမှာရှောင်ရှားရပါမယ်။လာဤအလဲပိုင်းမှာကျမ်းမာရေးအတွက်ပုံမကောင်းမွန်လာပြီးဤကာလအတွင်းတိုးတက်မှုကိုမျှော်လင့်နိုင်ပါ रे ။အတိပညာအခြေခံကိုတိုးတက်စေရန်အတွက်ကောင်းမွန်သောအရင်းအမြစ်တချို့ကိုရှာဖွေတွေ့ရှိနိုင်ပါ रे ။အလွယ်တကူအာယုံပြောင်းလဲနိုင်ပြီးကိုယ်ဤမှန်းထားသလိုမလေ့လာနိုင်တော့ကြောင့်လာဤနောက်ဆုံးပိုင်းတွင်စွမ်းဆောင်ရည်ဒီတစိ့တစ်ပိုင်းကျဆင်းသွားနိုင်ပါ रे ။တို့တော့လေပညာရေးတွင်ကြီးထွားမှုနဲ့တိုးတက်မှုအတွက်အထောက်အကူဖြစ်စေမယ့်အကြံဉာဏ်များကိုတော့ ဆရာသမားများနဲ့စီနီယာများထံမှရရှိနိုင်ပွဲရှိနေပါတယ်။ဤအကြံဉာဏ်များကရမတ်ကောင်းများကိုရရှိရန်ကူညီနိုင်ပြီးအနာဂတ်အတက်မွေးဝမ်းကြောင်းတိုးတက်မှုတွင်လည်းအထောက်အကူပြုပါလိမ့်မယ်။ဒီလားအတွက်ကတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်တို့ channel ကနေအခုလိုမျိုးယာတီကွင်လိုက်ကောင်းခြင်းဆိုခြင်းများပြင်ဆောင်းရန်ရှောင်းရန်များကိုပါလာစဉ်လာတိုင်းအတွက်တင်ဆက်ပေးမှာဖြစ်လို့ကျေးဇူးပြုပြီးကျွန်တော်တို့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါရခင်ဗျာ။ချိန်ပေးပြီးနားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါရခင်ဗျာ။ ဘရက်နေရခင်ပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံးကြုံတော့နေ့ရများစွာကိုပိုင်းဆိုင်နိုင်ကြပါစေခင်ဗျာ